VOA BBC ရန်တိုက်ပေးနေသည် RFA DVB သွေးထိုးနေသည်ခလောက်ခံအကောက်ကြံလေဆိုင်တန်လူတက်သမားနားမယောင်လေနဲ့တတိထား VOA BBC ရန်တိုက်ပေးနေသည် RFA DVB သွေးထိုးနေသည်မစ္စီမာခေတ်တီအေရီပြောင်းလဲနေကြသည်ခလောက်ဆန်အောက်ချံလေလိုက်တန်လူသက်သမားနားမယောင်လေနဲ့တတိထားဆောမင်္ဂလာပါ ဒီနေ့နောက်25ခုနဲ့မက်လာ16ရက်နေ့ဖြစ်ပါတယ်ကျမတို့နိုင်ငံကို260နီးပါပြည်သူချင်းချင်းကိုရန်တိုက်ပြီးအတွက်ရှုပ်သွေးခွဲနေတဲ့ပြည်ပဩဇာခံဝေးဝဲကြုံ VOE ရဲ့စာသင်ခန်းကိုရောက်လာပြီးဖြစ်ပါတယ်နော်အပြီးခဲ့တဲ့တလလောက်ကဒီအမေရိကန်ရဲ့လက်ရှိအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့နော်သူ့ရဲ့အကြံပေးလို့ပြောလို့ရတယ်အီလွန်မက်ကနေပြီးတော့နော် ်အော်နားထောင်မဲ့သူလည်းမရှိအကျိုးတရားမှုလည်းမရှိဘဲနဲ့သူတို့အမေရိကန်ပြည်သူတွေစောင့်ထားတဲ့အခွန်ငွေတွေကိုတဲ့တုံးဖြုံးရရောက်နေတဲ့အခွန်ငွေတွေကိုနှစ်စဉ်အမေရိကန်ပြည်သူတွေဆက်သနေတဲ့အခွန်တွေကိုတုံးဖြုံးနေတယ်လို့ဖြစ်တဲ့အတွက်ဒီ BOA RFA RFE เนาะစတဲ့ပြည်ဖက်မီဒီယာတွေကိုပိတ်သိမ်းဖို့ဆိုပြီးတော့အီလွန်မက်ကနေပြီးတော့သူ့ရဲ့လူမှုကွန်ရက်မှာရေးသားပြီးတော့အကြံပြုခဲ့တာရှိတယ်ရှေ့တလာကပေါ့နော်ယခုမှဆိုလို့ရှိရင်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုယ်တိုင်ကအမိတ်စာလက်မဲ့ရေးထိုးပြီးတော့เนาะဒီ ဗီအိုရေပြီးဖြတ်မိတရားငွေဝယ်ကြုံပြီးပါဩဇာခံပြီးကျမတို့မြန်မာပြည်သူရှင်းရှင်းကိုတက်ရှုသွေးခွက်ရန်တိုက်ပေးနေတဲ့ဗီအိုရေကိုပိတ်သိမ်းဖို့ဖျက်သိမ်းဖို့ ਨੇ တခြားသောပြီးဖြတ်မိတရားတွေမှာသူတို့ဌာနအသီးသီးမှာလောက်ကင်နေကြတဲ့ဝန်ထမ်းပေါင်း1300ကျော်ကိုထုတ်လိုက်ပြီဖြစ်ပါတယ်နော်ဆိုတော့တိုင်းပြည်ပေါ်စေတနာမစစ်မှန်တဲ့လူတွေရဲ့ညှကုံသူတို့သွားရလမ်းဟထားပါပဲ။ဒေါ်ဆန်းစုကြည်ကိုတိုင်းပြည်ပင်လျင် သူတိုင်းမီမောစေတနာမရှိတဲ့အတွက်သူ့ရဲ့နောက်ဆုံးဘဝနေဝင်ချင်းဟာเนาะအခုဆိုလို့ရှိရင်ဒေါ်စုကြည်အသက်ကเนาะရုံးနိုင်မှာချောင်းကြော်မဲ့အရွယ်ဖြစ်နေပြီသူ့ဘဝနေဝင်ချင်းသည်သူ့ရဲ့ကံတူအကျိုးပေးတာဖြစ်တယ်เนาะဆိုတော့ကဆိုတော့ကနော်အာဒီပြည့်ဖြည့်မိတာတွေကိုမိခုံပြီးတော့ online တိုက်ပွဲတွေမှာဆင်နွှဲနေကြပြီးတော့ online တိုက်ပွဲမှာဒါတို့ကိုတို့နော်အောင်ပွဲတွေအလီလီနိုင်နေပြီဆိုတဲ့အကျန်းဖတ်သမားတွေလည်းပဲနော်ကြီးလေပြီးနင်းခွင့်မိတယ်လို့ ဖြစ်နေလောက်ပြီလို့ကျွန်မထင်ပါတယ်เนาะဆိုတော့ဒါကကျွန်မတို့ပြည်သူတွေတဲ့ဝမ်းသာစရာသတင်းတစ်ပုဒ်ဖြစ်ပါတယ်ရှေ့အစဉ်ဆက်ဆက်มาလည်းပဲသူတဖြင့်ပြီးခဲ့တဲ့နောက်25ခုအာ sorry နောက်25မတိုင်ခင်2016ကနေပြီးတော့2020ကာလအတွင်းမှာဒီမိုကရေစီပါလွတ်လပ်စွာပြောဆိုခွင့်ရှိပါတယ်ဆိုပြီးတော့ခေါင်းစဉ်တစ်ခုတက်ပြီးတော့အဲ့ဒီခေါင်းစဉ်အောက်မှာလွတ်လပ်စွာပြောဆိုခွင့်ရဲ့အောက်မှာလွတ်လပ်စွာစော်ကားခွင့်နေဖို့ကောင်းစွာအသုံးချနေကြတယ်လွတ်လပ်စွာပြောဆိုခွင့်မဟုတ်ဖက်နဲ့လွတ်လပ်စွာစော်ကားခဲကြတယ် အနုပညာပဲအမိခံပြီးတော့လူရှင်တော်အမိခံပြီးတော့စင်ပေါ်တက်ပြီးတော့နော်တက်မလို့အစိုးရအဆက်ဆက်ရဲ့ကျမတို့နိုင်ငံခေါင်းဆောင်အဆက်ဆက်ကိုလွတ်လပ်စွာပြောဆိုဝေဖန်ခွင့်ရှိဆိုဆိုရဲခေါင်းစဉ်အောင်ပါလွတ်လပ်စွာစော်ကားခဲ့ကြတယ်နော်ဦးသားချွေဆိုလို့ရှိရင်လည်းသူတို့နှမျိုးစုံပြောကြတယ်ဦးနေဝင်းနှမျိုးစုံပြောကြတယ်ဆရာနာရှင်နေဘလို့ဖြစ်ပါလဲဆိုပြီးတော့အနုပညာရှင်လူရှင်တော်ဆိုတဲ့ခေါင်းစဉ်အောင်ပါလူပြက်တွေကတိုင်းပြည်ကိုပျက်စီးရပျက်စီးကြအောင်ကျမတို့ပြည်သူတွေကိုဝါဒမှိုက်တိုက်ခဲ့ကြတယ် နော်စာပေဟောပြောပွဲဆိုတဲ့ဒီလိုပဲထင်းလင်းဦးတို့အုပ်စုအစိုးဆုံးပဲနော်ထင်းလင်းဦးတို့အုပ်စုအစိုးဆုံးပဲစာပေဟောပြောပွဲခေါင်းစဉ်တက်ပြီးတော့လူထုနားတွေကိုအစိတ်တွေရိုက်တွင်းခဲ့တယ်အစိတ်တွေလောင်းခဲ့တယ်တရင်အစိတ်တွေခတ်ခဲ့အဲ့ဒီလူတွေကြတော့ဒီမိုကရေစီနှင့်သာရရလွတ်လပ်စွာပြောဆိုခွင့်ရှိတယ်ဆိုပြီးတော့လွတ်လပ်စွာစော်ကားခဲ့တဲ့လူတွေကြတော့ဘယ်လိုမျိုးဥပဒေအရအပြစ်ပေးအေးအေးယူခြင်းမခံရဘဲနဲ့ကျမတို့မြို့သားဦးဆောင်ဆရာတော်ဆရာတော်ဦးရသူကြတော့เนาะ စင်ပေါ်မှာဟောပြောပွဲလေးတပြောပြောတပွဲဟောမိလိုက်တာနော်မိမတယောက်ဓာတ်ဖနက်လေးဝက်ဓာတ်ဖနက်လေးစီလက်ဝမ်းဆက်လေးတွေဝက်ပြီးတော့က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 ော့နဲ့ရှောက်ပြီးတော့နော်နိုင်ငံတော်ရဲ့ထွက်သည့်ပြည်တရားသားတွေတန်မိုးကြီးရဲ့တွန်းထက်ယန္တနာတွေသူဝက်တယ်ဒါဟာသူ့ယောက်ျားလားစားလားသူ့သားလားစားလားဆရာတော်ကဒီဟောပြောပွဲတစ်ခုမှာဒီလိုမျိုးစင်ပေါ်ကဟောပြောတော့အာကသူ့ယောက်ျားလားစားလားဆိုမဟုတ်ပါဘူးသူ့လားသူ့သားတွေလားစားလားမဟုတ်ပါဘူးခိုးထားတာဒါလေးပြောလိုက်မိတာဟုတ် ပုံမဝန်တူဖို့ပုံမဝန်တူဖို့ဆိုတာနိုင်ငံတော်ပုံကတ်မှုနော်လွတ်လပ်စွာပြောဆိုခွင့်ရှိတယ်ဆိုပြီးတော့လွတ်လပ်စွာစော်ကားခဲ့တဲ့တမတော်နဲ့ပြည်သူကိုမြောက်များစွာတွေ့ခဲ့ခဲ့တဲ့စာပေဟောပြောပွဲအမိခံအစိတ်လောင်းခဲ့တာတွေအမှုပညာရှင်အမိခံလူရွှင်တော်အမိခံပြီးတော့နော်အခုခွေးငါးကောင်ဖွဲ့အစိုးဆုံးပဲနော်နွားငါးကောင်ဟာငါးကောင်ဖွဲ့အစိုးဆုံးပဲအဲ့ဒီလိုမျိုးအငိတ်ချင်းတူရင်တော့ဥမာ5 star ဆိုလို့ရှိရင်သူကနေသူ ကန့်လေးနဲ့သူသူ့ဆိုင်လေးနဲ့သူသူ့ရေချင်းလေးနဲ့သူရှိတယ်နော်သူတို့နိုင်ငံကြီးရပုတ်ခဲ့အနောက်မှာပဲပပလေးပဲသူတို့ပုတ်တယ်သူတို့မှာစီးရှိတယ်ဒါပေမဲ့အဲ့ဒီ5 star ရဲ့စီးနဲ့မတူတာဒီဘက်ကနွားငါးကောင်ဖွဲ့ကြတော့သူတို့မြောက်များစွာပြည်သူလူထုကိုအစိတ်ခက်ခဲ့ကြတယ်ဒီကောင်တွေကြတော့ဘာမှမလုပ်ဖယ်နဲ့ဒီလိုဆရာတော်ကြတော့ပုံမှန်1 2 4ဒါဟာလက်လက်စာပြောဆိုခွင့်ရှိတယ်ဆိုပြီးဒီမိုကရေစီကိုတင်းတက်ခဲ့တာဒေါ်ဆန်းစုကြည်နဲ့အန်အန်ဒီသာဖြစ်တယ်နော်ဆရာတော်ဝိရာသူတင်သားဆိုမဟုတ်ဘူး ရွှေခီးဆိုတဲ့လူရှိတယ်။ရွှေခီးဆိုဥရွှေခီးဆိုရင်တော်တော်များများတောင်မသိကြဘူး။သူဆိုလို့ရှိရင် Facebook မှာပို့လေးရေးတာ Facebook မှာစာလေးတွေတင်ပြီးရေးတာကိုနိုင်ငံတော်ပုံခံမှု ပုံမှာ124နဲ့ဖမ်းတယ်။ဘယ်မှာလဲလူလက်စာပြောဆိုဝေဖန်ခွင့်905ဒီ905ဒီဆိုတာတန်းစီတန်းစီတန်းစီနာပဲကျမတို့အမျိုးသားရေးဥဆောင်ရှာတော်လေးကျမနဲ့အတူတူလက်တွဲလုပ်ခဲ့တဲ့အမျိုးသားရေးညီကောင်မောင်တော်မကြီးဆို905နဲ့ထောင်ထဲဆန်ခဲ့ရတဲ့လူတွေအများကြီးရှိတယ်။အဲ့ဒီလိုမျိုး လွတ်လပ်စွာသဘောထားကွဲလဲခွင့်ကိုအသုံးချပြီးတော့ကောင်းကောင်းကြီးသွေးခွဲခဲ့ရန်တိုက်ပေးခဲ့တာတွေကလက်ရှိနိုင်ငံရေးအခင်းချင်းကိုပို့ပြီးအရွေးတစ်ခုအစိုးတစ်ခုကိုအစိုးဆုံးချိန်နေထိရောက်အောင်တွန်းပို့တဲ့အထက်မှာလည်းပါတယ် เนาะဆိုတော့အဲ့ဒီလိုမျိုးအရှိန်တွေပါတယ်ဒီလိုပြည့်ဖြဲ့မိတာတွေကနေပြီးတော့တက်ရှိုးသွေးခွဲရန်တိုက်ပေးမှုတွေကြောင့်လက်ရှိမှာကျွန်တော်တို့နိုင်ငံရဲ့အစိုးဆုံးချိန်တွေကျွန်တော်တို့နိုင်ငံရဲ့ face state ကိုဥတီနေတဲ့အနေအထားကိုရောက်သွားတာဖြစ်တယ်ဆိုတော့ကကျွန်တော်တို့နိုင်ငံတော်နဲ့နိုင်ငံသားအပေါ်မှာအမှန်တကယ်စေတနာမရှိတဲ့လူတွေတိုင်းပြည်ကိုမြန်မာပြည်ကိုချစ်ပါတယ်ပြောပြီးပြည်ပဩစာခံငွေဝဲကြော်နေရဲ့ဇက်သိမ်းခံနေဝင်ချင်းရောက်နေပြီလို့ပဲကျွန်မရိုးရိုးရှင်းရှင်းပြောချင်ပါတယ် နောက်ထပ်အကြောင်းအရာတစ်ခုကတော့စိတ်မကောင်းစရာဝမ်းနည်းစရာသတင်းဆိုးတစ်ခုဖြစ်ပါတယ်။အဲ့ဒါဘာလဲဆိုတော့အခု2025ခုနှစ်တွင်ကရားပြည်နယ်လုံးမှာရှိတဲ့စစ်တပ်စခန်းအားလုံးကိုသူတို့ကတိုက်ခိုက်သိမ်းပိုက်တော့မယ်လို့ကရားပြည်နယ်အဲသူတို့ KNDS ဆိုတဲ့အကြမ်းဖက်ဖွဲ့ကကြေညာလိုက်တယ်။အခု2025မှာကရားပြည်နယ်လုံးကိုရှိသမျှစစ်တပ်အကုန်လုံးကိုသူတို့သိမ်းမယ်။ဗရမဆောင်ပြောတာကလှဲနေလှေအောင်မြင်းဆောင်မကြံတနိုင်ငံလုံးကိုသူတို့သိမ်းမယ်လို့ပြောတယ် အဲ့ဒီရဲ့နောက်မှာဘူမတိပါမတိနေပေါ်နေပိနဲ့ PTS ဆိုတဲ့ကလေးတငယ်ကြီးထောင်ထဲရောက်တဲ့လူကရောက်ကုန်တယ်တင်ញိုင်းကုန်းရောက်တဲ့လူကရောက်ကုန်တယ်အဲ့ဒီရဲ့နောက်မှာဝါရဖျက်မှုရဲ့နောက်မှာကလေးတငယ်တွေလမ်းမရောက်သွားတယ်ဝန်ထမ်းတွေစီရီယံလုပ်ပြီးဘဝပြတ်သွားတယ်တချို့တော့ဝန်ထမ်းတွေနဲ့ PTS မာလီတွေအညာဒူပိုင်းမှာပြည်စားဘဝကိုရောက်သွားတယ်အဲ့ဒီကနေတဆင့်လျှော့လာလိုက်တော့တနိုင်ငံလုံးမဟုတ်တော့ဘဲနဲ့လမ်းများအားလုံးနေပြီးတော့သူဆိုပြီးတော့နေပြီးတော့ကိုသူတို့တိတ်မပြောတယ် တော်လန်ရေးကိုနှစ်နှစ်အတွင်းမှာအပြီးတိုက်မယ်လို့ပထမအကြွေးကြော်တယ်အခုကျတော့2025ဒီနှစ်မှာကရားတပီနယ်လုံးမှာရှိတဲ့စစ်တပ်စခန်းတွေကိုသူတို့သိမ်းမယ်လို့ပြောတယ်နော်သူတို့ပထမပြောသူလိုလမ်းများအလုံးနေပြီးတော့သူဆိုတာသူတို့မဖြစ်နိုင်ဘူးဆိုတာကိုဒါစိတ်ကူးရင်အိမ်မက်တစ်ခုသာဖြစ်တယ်ဆိုတာသူတို့ကောင်းကောင်းနားလဲသဘောပေါက်တော့နည်းနည်းတစ်ချိလျှော်ပြီးတော့လီကြီးတယ်နော်ဟုတ်ဝါမရှိပဲနဲ့ဝိလုတာဆံမရှိပဲအစားကြည့်ရပါတော့နည်းနည်းတစင်းလျှော်ပြီးပြောရဲအခု2025မှာကြားတပီနယ်လုံးမှာရှိတဲ့စစ်တပ်စခန်းတွေတို့တိမ့်မယ်ဆိုတော့ တိုက်ပွဲတွေဆက်ပြီးဖော်ဆောင်မယ်ဆိုတဲ့သဘောကိုတက်ရောက်တယ်။ဆိုတော့ဒီကိစ္စကိုဘာကြောင့်ကျွန်မကသတင်းဆိုးလို့ပြောလဲဆိုရင်လက်ရှိမှာဘုရားတပည့်နယ်လုံးပေါင်းလို့လူဦးရေ၃သိန်းမပြည့်ဘူး။ဘုရားတပည့်နယ်လုံးပေါင်းလို့လူဦးရေ၃သိန်းမပြည့်ဘူး။သို့တော့လက်ရှိမှာဘုရားတပည့်နယ်လုံးမှာလက်ရှိသူတို့ KND ရဲ့เนาะအာသူတို့တော်လိုင်းရေးတပ်ဖွဲ့အမိခံကရားပြည်နယ်ဂျားကလာအုပ်ချုပ်ရေးကောင်စီအမိခံအရဖတ်သမားတွေတိုက်ပွဲဖော်ပြီးနိုင်ငံတော်ကိုပုံကန်တဲ့အတွက် ကရားပြည်နယ်မှာမိမိရဲ့နေရက်ကိုစွန့်ခွာရတဲ့စစ်ပေးဒုက္ခတွေကနှစ်သိန်းခွဲရှိတယ်။နှစ်သိန်းခွဲဆိုတာတနင်္ဂနွေလုံးကရားတပြည်နယ်လုံးတိုင်းနာနေဆိုလူဦးရေရဲ့အနည်းဆုံး85ရာခိုင်နှုန်းလောက်ကထပ်ပြေးတိမ်းရှောင်ပြီးဒုက္ခတွေပေါ်အောင်ရှောင်နေတယ်။ကြံတဲ့9000တော့လူထုကတက်မတော်အုပ်ချုပ်ရနေမြေမှာရှိတဲ့အတွက်လက်ရှိနာဇာကအိမ်ဆောင်အစိုးရဩစာတက်ရောက်ကနေမြေထိန်းချုပ်နေမြေအုပ်ချုပ်နေမြေမှာရှိလို့ခေါင်းပြောင်းအောင်အိမ်နေရတယ်။ เนาะဆိုတော့အခုတပီငယ်လုံးမှာရှိတာမှာ3သိန်းအဲ့3သိန်းကိုအခုစစ်ဖြစ်လို့တည်တဲ့လူမပါပြေးရတဲ့လူရတယ်2သိန်းကိုပဲရှိတယ်ထပ်ပြီးတော့တိုက်ပွဲတွေပေါ်ဆောင်အောင်မယ်ဆိုတော့ထပ်ပြီးတော့ကြားပြည်နယ်ကြီးရကြေမွားပြက်စီးရအောင်မယ်ကြားပြည်နယ်မှာရှိတဲ့ကြားလူတို့ရဲ့အနာဂတ်တွေမဲ့ရအောင်မယ်ခလေးတငယ်တွေအနာဂတ်မဲ့တဲ့ဘဝကိုထက်ရအောင်မယ်ဆိုတော့ခင်ဗျားတို့ကိုကျွန်မတက်ခါတဲ့ပဲ ဝမ်းနည်းစွာနဲ့စိတ်မကောင်းစွာနဲ့ပဲသတင်းဆိုတစ်ခုကိုပြောမယ်အခု2025နောက်ထပ်10နှစ်ပေါင်းလို့2035အထိကြားပြည်နယ်ဟာ face state ဖြစ်ပါလိမ့်မယ်